။ဒါလိုမဲမင်္ဂလာပါခင်ဗျ။ဒကီဒူရီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျ။22ရက်နေ့ရှယ်လ2025နေကုန်အတွက်ဒုတိယလေးကိုကြပြပြီးတော့ပါမယ်။ပထမဆုံးကျွန်တော်22ရက်နေ့7နာရီ10မိနစ်တည်းနော်ပထမဆုံးထေစီပိုင်းလေးကိုကျွန်တော်တို့ကြည့်မယ်ခင်ဗျာနော်။ပထမဆုံးထေစီပိုင်းလေးကတော့၄ရက်၅ရက်၅ရက်သုံးလုံးပေါင်းချင်းပါခင်ဗျာနော်။သုံးလုံးပေါင်းချင်းကကျွန်တော်14ရက်ပါလေ၄ရက်နှစ်ခတ်ကနှစ်ဒီမှာနှစ်ထည့်စီထွန်းသွားခင်ဗျာနော်။ 4955သုံးလုံးပေါင်းခြင်း74 4ရက်နှစ်ခတ်ကနှစ်ညှက်ထိတ်စီပါခင်ဗျာဟုတ်ပြီနော်ညှက်ထိတ်စီပါဒါပထမဆုံးကျွန်တော်12နာရီ10မိနစ်တော့ပါခင်ဗျာနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်ဆိုရင်နောက်တစ်ခုကဒီဟာ9ရက်ဟုတ်ပြီနော်9ရက်4ရက်ပေါ့ခင်ဗျာနော်ဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းကဒီမှာ4နဲ့9နဲ့ပေါင်းတော့လေ9ဒီဟာ9နဲ့ပေါင်း9နဲ့48 8ရက်နှစ်ခတ်က1ဟုတ်ပြီနော်စီအနက်ခက်က1ဖြစ်တော့ဒီမှာလည်းကျွန်တော်ပါထွက်သွားပြီလေ တိတ်ထိတ်စီတွေထွက်လာတယ်ခင်ဗျာဟောတိတ်ထိတ်စီတွေထွက်လာတယ်အဲကြောင့်လာမယ်ကျွန်တော်တို့12နိုင်10မိနစ်22ရက်နေ့12နိုင်10မိနစ်မှာကျွန်တော်တို့ထွက်နိုင်တဲ့ခဏန်းကတော့9ရက်9ရက်9ရက်၃လုံးပေါင်းချင်းဒီ၃လုံးပေါင်းချင်းကကျွန်တော်တို့က၁၆၅နဲ့ပေါင်း၂၁၁တရနှစ်ခက်က၈ဟုတ်ပြီကျွန်တော်တရနှစ်ခက်က၈ရတဲ့အတွက်ကျွန်တော်ထိတ်စီရပါရသွားပြီလေ၈တလုံးကျွန်တော်တို့အပိုင်ရသွားပြီခင်ဗျာ เนาะစစ်တလောပိုင်ရသွားပါပြီဒါကကျွန်တော်ဒီမှာအခြေအနေလိုချင်တဲ့လူတွေတောင်းလို့ရအောင်တင်ပေးတာပါခင်ဗျာเนาะໃຈမဲ့ໃຈတဲ့ယူပူမှလည်းယူပေးပါခင်ဗျာเนาะအာကကျော်72နိုင်တမီတဲ့22ရက်နေ့72နိုင်တမီတဲ့ဒေစီကလုံး၈ရောင်းပါလေပါဟုတ်ပြီနော်အခုကျွန်တော်တို့အပိတ်ကနန်လေးကိုပြမယ်ခင်ဗျာအပိတ်ကနန်လေးဟာဒီ၃လုံးပေါင်းခြင်းနော်958ပေါင်းခြင်းက78 8ရက်ပေါင်းဝါကတော့နော်8ပေါင်းဝါ3ဆိုတော့ဒီမှာပါထွက်ပါပြီကျွန်တော်တို့ ်3အပိတ်နဲ့23ဆိုပြီးထွက်လာတယ်ခင်ဗျဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်ပြပါနောက်တစ်ခုကတော့ဒီ3လုံးပေါင်းခြင်း4 5 6ပေါင်းခြင်းက10 15 5ရဲ့ပါဝါက3ညဟုတ်ပြီနော်6နဲ့4နဲ့ပေါင်းတော့10 5နဲ့ပေါင်းတော့15 5ရဲ့ပါဝါ3ည3ညဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားလဲ3ညအပိတ်နဲ့1 3ညဆိုပြီးထွက်လာတယ်ခင်ဗျအကြောင်းပေါ်လာမယ့်ကျွန်တော်တို့72နိုင်10မိနစ်22နိုင်10မိနစ်မှာဒီ3လုံးပေါင်းခြင်း ကိုနှစ်ပေါင်းခြင်းက9ဆက်ခွန်เนาะဒီမှာဆိုရင်9နဲ့9နဲ့ပေါင်းတော့16ပေါ့ခင်ဗျာ16 6ရဲ့ကျွန်တော်တို့ power က1ပဲခင်ဗျာเนาะ6ရဲ့ power 1ဆိုတော့ကျွန်တော်တို့1ပိတ်နေဆိုရင်60နဲ့1ထွက်လာပါတယ်ဒါကတော့20အတိုင်းကြီးကြားခဲ့တယ်ပထမဆုံးကျွန်တော်တို့เนาะ data ဘက်ပေါ့ခင်ဗျာ60နဲ့1တို့ပဲရပါတယ်စိုက်မှထိုးကြပါဟုတ်ပြီเนาะဒါကမနက်ပိုင်း12:22ရက်နေ့12:00တမိနစ်အတွက် စစ်ဆက်တဲ့တပွဲ main ကွက်တပွဲရခဲ့ပါတယ်။ကျန်တဲ့အရင်ကွက်ကိုပြီးရင်ကျွန်တော်ရေးပေးပါမယ်ခင်ဗျာ။ဟုတ်ပြီနော်။ဒါကစစ်ဆက်တဲ့စစ်ဆက်တဲ့က12နာရီ10မိနစ်အတွက်အခုညနေ4နာရီခွဲအတွက်ကျွန်တော်ပြပြပါမယ်။ညနေ4နာရီခွဲ။ဟုတ်ပြီနော်။ညနေ4နာရီခွဲမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ပထမဆုံးထိပ်စည်းကိုကြည့်မယ်ခင်ဗျာနော်။ပထမဆုံးထိပ်စည်းကိုကြည့်မယ်ဆိုရင်ဒီညလုံးပေါင်းချင်းပေါ့။နော်ဒီနှလုံးပေါင်ခြင်း9နဲ့2နဲ့ပေါင်းတော့71ပေါ့ခင်ဗျာနော်တည့်ရနှက်ခတ်က8 ဟုတ်ပြီနော်9ရက်2ရက်ပေါင်းခြင်းက7တရက်နှစ်ခတ်က10ကျွန်တော်တို့မှာစစ်ထိတ်စီထွက်လာတယ်နော်ဒါကတခုပေါ့နောက်တခုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်လည်းဒီမှာလည်းအတူတူပဲ9နဲ့2နဲ့ပေါင်းခြင်းပဲ9ရက်2နဲ့ပေါင်းခြင်းကလည်း7တရက်နှစ်ခတ်ကလည်း10ပဲခင်ဗျ10ဆိုတော့ဒီမှာကျတော့ကျွန်တော်တို့က10ကိုပဲယူပါတယ်ဟုတ်ပြီနော်တစ်ထိတ်ကိုယူထားပါတယ်9နဲ့2နဲ့ပေါင်းအပေါ်မှာလည်း9နဲ့2နဲ့ပေါင်း10နဲ့ခက်က8စစ်တဲ့ဒီမှာလည်း9နဲ့2နဲ့ပေါင်းတော့10ရဲ့နှစ်ခက်က ဒီမှာကျတော့ကျွန်တော်တက်ကိုပဲယူတယ်။ဒါကြောင့်ကိုလာမယ်ကျွန်တော်တို့နော်ညနေပိုင်း၄နိုင်ခွဲမှာ၂၂ရက်နေ့ညနေ၄နိုင်ခွဲမှာဒီညလုံးပေါင်းချင်းပေါ့နော်။ဒီလုံးပေါင်းချင်းက9နော်9ရက်နဲ့ခတ်က3ည။ဒါကြောင့်မို့ခန်းတော့ရှိမယ်ကျွန်တော်ထိပ်စီးပိုင်းကနှလုံးရမယ်3ည9။3ညနဲ့9နဲ့နော်ထိပ်စီးနှလုံးကျွန်တော်တို့ရသွားပြီ။ဒါကထိပ်စီးပေါ့နော်။3ညနဲ့9နဲ့ကထိပ်စီးနှလုံးကျွန်တော်တို့ရပြီ3ည9ဆိုပြီးတော့အခုအပိတ်လေးကြမယ်ညနေ၄နိုင်ခွဲအတွက်အပိတ်လေး။ ၄နိုင်ခွဲအတွက်အပိတ်ကအပိတ်ကနေလေးကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့၁၂၃လုံးပေါင်းချင်းဟုတ်ပြီဒီ၃လုံးပေါင်းချင်းကျွန်တော်ဒီမှာဆွဲလိုက်တယ်၃လုံးဒီ၃လုံးပေါင်းချင်းဟုတ်ပြီเนาะ၅၈၈ဟုတ်ပြီเนาะ၅ရဲ့၈ရဲ့၅ရဲ့ပေါင်းချင်း၅၈၅ပေါင်းချင်းကလည်းဆက်၈ပဲ၈ရဲ့ပါဝါကလည်း၃ပဲဒီမှာကြော၃အပိတ်နဲ့၈၃ဆိုပြီးထွက်လာတယ်ခင်ဗျဟုတ်ပြီเนาะ9ရဲ့8ရဲ့9ရဲ့ပေါင်းခြင်းက78 8ရဲ့ပါဝါ3 သုံးအပိတ်ထွက်လာတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်။နောက်တစ်ခုက964 46နဲ့ပေါင်းချင်းကတစ်ဆက်9နဲ့ပေါင်းတော့15 9ရဲ့ပါဝါကလည်း3ညပဲ။ဒီမှာလည်းကျွန်တော်တို့ဘာထွက်သွားပြီလဲ။3ညအပိတ်နဲ့13ညထွက်လာတယ်။ဟုတ်ပြီနော်။ဒါကြောင့်မို့4နာရီခွဲမှာဒါမဲ့ကဏ္ဍကကျွန်တော်တို့ဒီ3လုံးပေါင်းချင်း 9နှစ်9ပေါင်းချင်းက16ပဲသူလဲ6ရဲ့ပါဝါကလည်း1ပဲဟုတ်ပြီဒါကြောင့်မို့ကျွန်တော်အပိုင်ထိုးရမှာကဘာထိုးရမလဲ3ညာနဲ့1ခွန်1ဒါကိုအပိုင်ထိုးရမယ်ခင်ဗျဟုတ်ပြီနော်၃ကြတက်ခွန်တက်အပိုင်ထိုးရမယ်ဒါမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်အခုပြောတဲ့ကဏ္ဍလေးကိုအပိတ်နဲ့ဒီမှာနော်တရဲ့နှက်ခက်က၈တရဲ့ပါဝါက ုတ်ပြီနော်ဒီမှာဆိုရင်9ရက်နှက်ခတ်က3ည9ရက်ပါဝါက2 6ရက်ပါဝါက1 6ရက်နှက်ခတ်က9 6ရက်ပါဝါ1 6ရက်နှက်ခတ်က9အဲ့ဒီမှာဆိုရင်1 1ရှိမယ်နော်6 6ရှိမယ်အပူကနော်1 1ရှိမယ်6 6ရှိမယ်နော်ဒါရဲ့နှက်ခတ်နေဆို6 6 9ပေါ့17တဲ့เนาะ16ပါဝါတွဲရှိမယ်ညနေဆိုရင်9 6 9 9 9 3 9 3 6 3 9ပြီးရင်9 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 နှစ်ချောင်းနှစ်တင်းနှစ်ကိုရှိမယ်ဒါကတော့အပူကနန်းလို့ဒီပေါ့နော်ဒါကတစ်တင်းနဲ့နှစ်နှစ်ကအဆော်ဒီပါတစ်တင်းနဲ့၆၆ကအပူကနန်းအဲဒီမမမနဲ့ထိတ်နဲ့ညနေပိတ်နဲ့ထိုးလို့ရတယ်သူလို့မနဲ့ထိတ်နဲ့ညနေပိတ်တဲ့ထိုးလို့ရပါတယ်ဟုတ်ပြီနော်အဲ့လိုလေတောင်းပြီးထိုးပြီးရပါခင်ဗျမနဲ့ဆိုရင်ကျွန်တော်က၈ရှစ်တက်တော့ဒီမှာရှိပြီရှစ်တက်ကနော်ဒါတူတူပဲပေါ့ခင်ဗျာညနေပိုင်းကနော်အာညနေပိုင်းကြတော့ကျွန်တော်တို့ဗာနဲ့ထိုးမှတို့၃ည ခွန်1 3 6ခွန်6ဟော3ဟုတ်တော့ဒီမှာဆိုရင်ဒီကြောင်းမြန်ထိုးခြင်းပြောတာပါအားလုံးပဲကျွန်တော်တို့၂၂ရက်နေ့မှာအားလုံးပဲမနက်ဝန်းညောကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ